ကျွန်တော်အနေနဲ့ဒီမှာ၃ညခါဒီ၃ညခါကြားထဲမှာ၄နှစ်ကြာပြီ၃ညထိတ်လို့ကစားတယ်နော်၃ညခါဒီ၃ညထိတ်လို့ကစားတယ်ကစားပြီးတော့မှသူ့ရဲ့တပွဲကြုံမှာ၅နောက်ပိတ်၆ခါ၃ညနောက်ပိတ်လို့နော်၅၆၃ညလို့သူကလန့်ထည့်တယ်ဒီမှာလဲအဲ့လိုပဲ၃ညခါဒီ၄နှစ်ကြာပြီ၃ညထိတ်လို့ထည့်တယ်သူ့ရဲ့တပွဲကြုံမှာ၅နောက်ပိတ်၆ခါ၃ညပိတ်ဆိုပြီး၅၆၃ညလို့လန့်ပြီးတော့သူထည့်လိုက်တယ် ကဲဟုတ်ပြီဒါဆိုရင်အဲ့ဒီလူတွေထည့်ပြီးတာနဲ့နော်အဲ့ဒီလူတွေထည့်ပြီးတာနဲ့ဒီကနန်းပေါ့နော်ဒီတုံညာခါရဲ့တပင်နှစ်ပင်သုံးပင်အောက်ကဒီကနန်းတည်လေအဲ့ဒီနေ့တည်းမှာပြန်ကြနောက်တစ်ခုကတစ်နှစ်နှစ်နှစ်သုံးနှစ်ချပြီဒီဒီကနန်းကလည်းအဲ့ဒီနေ့တည်းမှာပြန်ကြလို့သူကစားတယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဒီတုံညာခါရဲ့တပွဲနှစ်ပွဲသုံးပွဲအောက်ကဒီကနန်းကလည်းအဲ့ဒီနေ့တည်းမှာပြန်ကြ ုတ်ပြီဒါဆိုရင်တစ်နှစ်နှစ်နှစ်သုံးနှစ်ရဲ့ဘေးရဒီကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာပြန်ကြဆိုပြီးတော့သူကကစားတယ်ပေါ့နော်ကဲကောင်းပြီအဲ့ဒီလိုပြန်ကြလို့ကစားလိုက်တာ ਨੇ နော်အဲ့လိုပြန်ကြလို့ကစားလိုက်တာ ਨੇ ဦးနိုင်တို့က င်းလို့ပြန်ကြလို့ကစားလိုက်တာနဲ့နောက်တစ်ခါဦးနိုင်တို့ကဘလို့ကစားချင်တာလဲဆိုတော့ကြတော့နော်အဲ့လိုပြန်ကြလို့ကစားပြီးတာနဲ့ဘလို့ကစားချင်တာလဲဆိုတော့သူ့ရဲ့ဒီဒီကနန်းပြန်ကြရဲ့အပေါ်ကဒီကနန်းကလည်းတိုင်ပင်အကွာအဝေးအတူတူအချိန်ခိုက်မှာ လာပြီးတော့ကစားတယ်ပေါ့နော်တနစ်နှစ်နှစ်သုံးနှစ်မြောက်တည်းမှာစေချီမှာကစားတယ်ပေါ့နော် အဲ့ဒီကဏ္ဍပြန်ရရဲ့အပေါ်ဟာဒီကဏ္ဍကလည်းတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်ဆယ်ကြိမ်မှာဒီမှာလာကစားတယ်နော်ဒါတိုင်မင်ကိုစပြီးဦးနိုင်ကတည်လိုက်တာပေါ့နော်အဲ့ဒီလိုတည်ပြီးတာနဲ့တဲ့ဒီကဏ္ဍကသုံးနှစ်မြောက်ဆယ်ကြိမ်မှာကစားပြန်တယ်သူ့ရဲ့နောက်တစ်နှစ်မှာ89လို့ခွမယ်တပင်နှစ်ပင်သုံးပင်လေးပင်မှာ368လို့သူကကွေးလိုက်တယ်နော်ဒီမှာလည်းအဲ့ဒီလိုပဲဒီကဏ္ဍဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တဲ့ဆယ်ကြိမ်မှာပြန်ကြလို့ကစားပြီးတာနဲ့ 89လို့ခွာတယ်တနည်း3မိကျော်နဲ့368လို့သူကခွေလိုက်တာဟုတ်ပြီအဲ့ဒီလို့ခွေပြီးတာနဲ့သူကတခါကနန်းနေပေါ့နော်အကုန်လုံးကသူဓာတ်ပုံဆိုင်ဆိုပုံလူလေးတွေပဲထည့်တယ်အဲ့တော့ဒီ65 9ရဲ့6ရဲ့3ရဲ့ခွေတာရဲ့အောက်ကဒီ450ဆိုတဲ့ကနန်းကလည်းတနည်းနည်းနည်း3နည်းမြောက်ထဲမှာနော်ဒီနေရာလေးမှာအကွက်ရှိဖြစ်နေသူကစားတယ် ကစားမြင်တဲ့သူ့ရဲ့အပေါ်မှာ3လေး2ဆိုတဲ့ကဏ္ဍပတ်လေထွက်တယ်။တပင်2ပင်3ပင်4ပင်ရဲ့အပေါ်မှာ4ခွန်1ဆိုတဲ့ frame ကိုပြန်တည်တယ်။အဲ့ဒီလိုတည်ပြီးတာနဲ့သူ့ရဲ့ဒီ4ပင်ကြော်ကဒီကဏ္ဍကလည်း3ဘွဲကြော်ပြီးဒီမှာပြန်ကြဖြစ်နေကစားတယ်။ဒုတိယကတ်မှာလည်းအဲ့လိုပဲ9 6 3ညလို့ထည့်တယ်။ဒီကဏ္ဍဒီ1နှစ်3နှစ်မြောက်အချိန်ကတည်းကဒီကဏ္ဍကဒီမှာအကွက်ရှိဖြစ်နေကစားတယ်။သူ့ရဲ့အပေါ်မှာ3နှစ်လေးဆိုတဲ့ကဏ္ဍထည့်တယ်။ 1234ဘင်းအပေါ်မှာ410ဆိုတဲ့ကဏ္ဍပတ်လက်ထည့်ပြီးတော့ frame ကိုပြန်တည့်တယ်တည့်ပြီးတာနဲ့သူ့ရဲ့အောက်4ဘင်းကျော်မှာဒီကဏ္ဍဒီလဲ3ဘွဲကျော်ပြန်ကျဆိုပြီးသူကကစားတယ်ကဲဟုတ်ပြီအဲ့ဒါဆို frame နေအားလုံးကိုတင်လိုက်ပြီတင်လိုက်တော့ခုနဥနိုင်ပြောခဲ့တယ်ဒီကဏ္ဍကဒီကိုပြန်ကျတယ်86လို့ခွာတယ်368လို့ကွေးလိုက်တယ်ကွေးပြီးတာနဲ့အဲ့ဒီနှစ်ထဲမှာဆက်တဲ့ချိန်မှာထွက်မဲ့ဒီကဏ္ဍဒီဘယ်ရလာလဲဆိုတော့1 2 3 4 5နှစ်မြောက်တဲ့ နော်ငါးနှစ်မြောက်တည်းကလာခဲ့တဲ့ကဏ္ဍအဲ့ဒီငါးနှစ်မြောက်တည်းကလာခဲ့တဲ့ကဏ္ဍဒီဂွာပေါင်းရင်84ခွာတယ်ပေါ့နော်84လို့ခွာတယ်သူ့အောက်ကကဏ္ဍနော်84လို့ခွာတယ်သူ့အောက်ကဒီကဏ္ဍဒီဒီသုံးလုံးပေါင်းရင်က3 4နောင်ပိတ်က4ပိတ်အဲ့ဒီလိုကစားတာရဲ့ဒီကဏ္ဍဒီဒီနေရာကိုလာထွက်တယ်ဒါပထမ အကွက်ရွှေ့ဖြစ်နေဦးနိုင်ကစားပြဟုတ်ပြီဒါဆိုရင်ဒုတိယကတ်မှလည်းအဲ့လိုပဲဘွားပေါင်းချင်း84လို့ခွာတယ်နော်ဘွားပေါင်းချင်း84လို့ခွာတယ်ဒီကနန်းကလည်းဒီမှာကြတယ်ကြပြီသူ့ရဲ့ဒီဇောင်းမှာထွက်မဲ့ကနန်းတည်လေပထမအကတ်ကလို့ပဲအတိုင်းမင်ကွာဦးအတူတူပဲဘွားပေါင်း84လို့ခွာတယ်ဒီသုံးလုံးပေါင်းချင်း3 4နောက်ပိတ်4ပိတ်အဲ့ဒီလိုဖြစ်တာရဲ့ဒီဘေးကနော်ဒီ84ခွာတာရဲ့အောက်ကကနန်းတည်ဒီနေရာလေးကိုဒါဦးနိုင်ကထွက်မှာဒါပထမ အကွက်ရွှေ့ဖြစ်နေတိုင်မင်းအကွာဝေးအတူတူပေါ့အကျင်ကြိုက်မှာဆက်တဲ့ချိန်မှာကစားတဲ့စနစ်ကိုတနည်းပြတယ်နော်နောက်တစ်မျိုးကကြတော့ဘယ်လိုပုံစံကစားမှာလဲဆိုတော့နော်နောက်တစ်မျိုးကကြတော့ဘယ်လိုပုံစံကစားခြင်းလဲဆိုတော့ဥနဲ့တို့ဒီမှာဒီ84လို့ခွာတာရဲ့အောက်ကဒီကနန်းကဆက်တဲ့ချိန်မှာကစားခဲ့တယ် နော်ဒီမှာလဲ84လို့ခွာလိုက်အောက်ကဒီနှစ်နှစ်ခွန်ဆိုတဲ့ကညာဒီဆက်တဲ့ချိန်မှာကစားခဲ့တယ်ဒါကတနည်းဟုတ်ပြီနောက်တစ်မျိုးကကြတော့အဲ့ဒီနှစ်ရဲ့ဒီဘက်မှာဒီသုံးလုံးပေါင်းခြင်းကပုံသေး3လေးနောက်ဘက်က4ပရိတ်လို့ရိုက်တယ်သူ့အောက်ကကဏ္ဍခွန်တင်9ဆိုတဲ့ကဏ္ဍရဲ့1 2 3 4 5 6 5 8 9ဆိုတဲ့ကဏ္ဍရဲ့နော်3လို့ပုံသေးထောက်မယ်4ပိတ်မယ်4ပရိတ်လို့ရိုက်မယ်ဒီခွန်တင်9နဲ့5 8 9နဲ့ အဲ့ဒီခွန်တင်ငါးနဲ့ငါးရှိကိုဒီအဲ့ခွန်တင်ငါးဒီဒီဘက်ကိုရည်လိုက်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်နော်တနည်းသုံးလေးနှစ်မြောက်တဲမှာအဲ့ခွန်တင်ငါးကအရင်ထွက်မှာပတ်လေထွက်မှာထွက်ပြီးတာနဲ့သူနဲ့အချိန်ကြိုက်မှာရှိတယ်ငါးရှိကိုဆိုတဲ့ကညာဒီခွန်တင်ငါးရဲ့မြင်းကုန်မှာဒီမှာလာထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒီ84အခွားရင်အောက်ကဒီကနန်းကလည်းဆက်တဲ့ချိန်မှာကြမယ်လို့ခုနကဦးနိုင်ကတနည်းပြောခဲ့တယ်ဟုတ်ပြီဒါဆိုရင်သူ့ရဲ့ဒီဘက်နေတဲ့မှာဒီ၃လုံးပေါင်းကြီးပုံသေး၃လေးလို့ပိတ် ပရိတ်လေးလို့ရတယ်သူ့အောက်က650ဆိုတဲ့ကဏ္ဍရဲ့1356ဒီ2ခု2ဆိုတဲ့ကဏ္ဍရဲ့နော်သုံးလုံးပေါင်း3 4လို့ပဲလေးပရိတ်လို့ရဒီမှာ650ဆိုတဲ့ကဏ္ဍပတ်လဲရဲ့2ခု2ဆိုတဲ့ကဏ္ဍပတ်လဲရဲ့650ဒီအရင်ထွက်မှာ1 2 3 4နှစ်မြောက်တည်းမှာ650ရဒီမှာအရင်ထွက်တယ်ထွက်ပြီးတာနဲ့ဒီ2ခု2ဒီသူ့ရဲ့မြင်းကုန်မှာဒီနေရာကိုထွက်ချင်တာဆိုတော့လေ ါဆိုရင်ဒါနှစ်မျိုးရှိပြီပေါ့နော်ဒီဒီဒီကနေပဲဥနဲ့ပြနေရနော်ပရမရကတ်မှာဒီ3လုံး3 4လို့ပိတ်4ပိတ်လို့ရိုက်တဲ့ခွန်တင်9ပတ်လည်နဲ့9ကို10ပတ်လည်ဒီခွန်တင်9ကအရင်ကြမယ်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တည်းမှာခွန်တင်9ကြတယ်ကြပြီသူ့ရဲ့မြင်းကုန်မှာဒီ9ကို10ပတ်လည်ကြတယ်ဒုတိယကတ်မှာလည်းအဲ့လိုပဲ3လုံးပေါင်း3 4လို့ပိတ်4ပိတ်650ပတ်လည်2ခွန်နှစ်ပတ်လည် ဒီဘက်ကို၄နှစ်သွားတယ်650ပတ်လည်းအရင်ကြတယ်သူ့ရဲ့မြင်းကုန်မှာဒီနှစ်ခွန်နှစ်ဆိုတဲ့ကဏ္ဍဒီမှာရွှေ့ရှင်တာဒါကတနည်းပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီ line နဲ့နေဦးနိုင်ယူပြတာနှစ်မျိုးရှိသွားပြီပေါ့နော်ကောင်းပြီဒါဆိုရင်နောက်တစ်မျိုးကဘယ်လိုပုံစံမျိုးနဲ့ကစားပြမလဲဆိုတော့နော်နောက်တစ်မျိုးကဘယ်လိုပုံစံမျိုးကစားပြမလဲဆိုတော့ဒီနှစ်ထက်ကကဏ္ဍ964ဆိုတဲ့ကဏ္ဍဒီနော်အဲ့မှာပြန်ကြဖြစ်နေဒီမှာကစားတယ် 964 964 654လို့ပြန်ကြကြရတယ်သူ့ရဲ့ဈောင်းမှာထွက်တဲ့ဒီကနေအဲ့ဒီကနေကဒီဘယ်ကနေလာလဲဆိုတော့သူ့ရဲ့ဒီဘက်တနစ်ကျော်ကနေလာခဲ့တာနော်ဒီကနေကဒီဘလူလာမှာလဲဆိုတော့သူ့ရဲ့ဘေးဟာရှင်ငါးရှိဆိုတဲ့ကနန်းဒီသူ့အောက်ကိုပြန်ကြလို့ထောက်ပြီးတော့မှသူ့ရဲ့ဘေးရကနန်းတုံညာခွန်နှစ်ဆိုတဲ့ကနန်းဒီ964654လို့ကြတာရဲ့ဈောင်းကိုထွက်တယ်နော်ကြည့်ဟုတ်ပြီဒါဆိုရင်ဦးနဲ့လို့ဒီမှာဒီနေ့ထဲမှာ 395ဆိုတဲ့ကဏ္ဍဒီနော်အဲ့ဒီမှာပြန်ကြဆိုကစားတယ်သူ့ရဲ့ဇောင်းကိုထွက်မဲ့ကဏ္ဍဒီသူ့ရဲ့တစ်နှစ်ကျော်ဟာဒီဘက်နှစ်ကဒီကဏ္ဍဒီကဏ္ဍကလည်း196က196လို့ပဲဒဲပြန်ကြမှာဒဲပြန်ကြပြီးတာနဲ့သူ့ရဲ့ဘေးက1ခု1ဒီဒီနေရာလေးမှာနော်ငါ395ဒီ593လို့ကြာလိုက်ရဲ့ဇောင်းကိုဒါဦးနိုင်ကကြာတယ်။ဒါဆိုရင်ဦးနိုင်ဒီနှစ်ကက်စီဒီ line နဲ့ကနေပဲဒီ1ခု1ဆိုတဲ့ကစားွက်လေးကိုပြပေးရတာ။ဒါနဲ့ဆိုရင်3မျိုးရှိပြီပေါ့နော်။ ဟုတ်ပြီသုံးမျိုးရှိပြီဆိုအဲ့ဒီနှစ်ထဲမှာရောသူကပြန်ကြကနန်းအဖြစ်နဲ့ကစားွက်ရှိလာဆိုရှိတယ်ပြန်ကြကနန်းကဘလို့ကစားွက်ရှိလဲဆိုဦးနဲ့တို့ဒီမှာ89လို့ခွာတယ်368လို့ခွေလိုက်တာရဲ့အောက်က931ဆိုတယ်အဲ935ဆိုတဲ့ကနန်းဒီအဲ့ဒီနှစ်ထဲမှာပြန်ကြအဖြစ်နဲ့ကစားတယ်ကစားတော့သူကဘယ်အချိန်မှကြာမှာလဲဆိုတော့နော်ဘယ်အချိန်မှကြာမှာလဲဆိုတော့သူကဒီသုံးလုံးပေါင်းရင်း၄လို့ဖြစ်တာဒီသုံးလုံးပေါင်းရင်း၄ဖြစ်တဲ့အတွက်ကို၄ထိပ်စီရ၄ထိပ်စီလို့တူမယ် တုံးလုံး400လေးထိပ်လေးထိပ်လို့တူတယ်သူ့ရဲ့အောက်ကိုကြမယ်ကြမယ်ချိန်မှာသူ့ရဲ့ဇောင်းမှာရှိတဲ့ဒီကနန်းဒီနော်ကိုပရိတ်တိပရိတ်တိပရိတ်ကိုပရိတ်ရဲ့ထောက်ပြီးသားနဲ့ဒီဇောင်းကိုကြမယ်အဲဒုတိယအကတ်မှာလည်းအဲ့လိုပဲ96လို့ခွာတယ်368လို့ကိုွေးတယ်ကိုွေးပြီးတော့သူ့အောက်မှာရှိတဲ့နှစ်နှစ်ခွန်းဆိုတဲ့ကနန်းဒီဒီနေ့တည်းကိုပြန်ကြကျင်တာကြကျင်တော့ဦးနိုင်တော်ကဒီမှာဒီတုံးလုံးပေါင်းခြင်းက3 3မလို့3ထိပ်က3ထိပ်လို့တူသွားပြီတုံးလုံး3က3ထိပ်3ထိပ်လို့ထက်တဲ့အတွက်ကိုသူ့ရဲ့ဇောင်းမှာလည်း ကိုးပရိနော်အဲတိပရိခွန်ပရိတိပရိခွန်ပရိလို့ထောက်တာရဲ့ဒီဆောင်းကိုကြာနေတာပြန်ကြအဖြစ်နေရတယ်နော်အဲ့တော့ဒီထဲမှာဒီစနစ်ထဲမှာခုဒါဥနိုင်ပြခဲ့တာဖြစ်စဉ်လေးကိုတီးပြီးတာနဲ့ဒီနှစ်ခွန်နှစ်ဆိုတဲ့ကဏန်းလေးကိုရှူတောင်းပေါင်းတော့ကနေတုံးတက်ပြီးပြခဲ့တာနော်ဒါနှစ်ကက်စီးကြိုက်တဲ့မိတ်ဆွေတွေဥနိုင်ကနှစ်ကက်စီးလေးပြမိပါလေပြောတဲ့မိတ်ဆွေတွေတော့ကိုဒါဥနိုင်ကပြပေးရခြင်းဖြစ်တယ်နော် တော့ပထမဦးဆုံးဦးနိုင်တို့ကဒီမှာ timing ကိုတည်လိုက်တယ်ပေါ့နော် timing နေတည်တယ်၃ညခါ၃ညထိတ်လို့ကစားတယ်ကစားပြီးတော့ဒီကနန်းဒီ၃နှစ်မြောက်၁၀ချိန်မှာထွက်တယ်ထွက်တာရဲ့ဒီဈောင်းမှာထွက်မဲ့ဒီကနန်းဒီတနည်းနည်း၃နှစ်၄နှစ်၅နှစ်မြောက်ထဲက84လို့84လို့ခွာတာရဲ့အောက်ကဒီကနန်းကဒါဆက်တဲ့ချိန်ကိုထွက်တယ်ဒီမှာလည်းအဲ့လိုပဲ၃ညခါ၃ညထိတ်၃ညခါ၃ညထိတ်လို့ဖြစ်တယ် ုံညာကားတုံညာထိတ်လို့ဖြစ်ပြီးကြနဲ့เนาะဒီကနန်းဒီသူ့ရဲ့ဒီဘက်3နှစ်မြောက်စေချိန်မှာထွက်တယ်ဒီမှာထွက်မဲ့ကနန်းဒီ1 2 3 4เนาะ9နှစ်မြောက်တဲ့ဟာ84လို့ခွာတာရဲ့အောက်ကဒီကနန်းဒီဒီနေရာကိုလာထွက်တယ်ဒါပရမတမှုဟုတ်ပြီနောက်တမှုကကြတော့ဦးနန်းတို့ဒီမှာဒီ3လုံးပေါင်းခြင်း3 4လို့ပိတ်တယ်4ပရိလို့ရိုက်တယ်ခွန်တင်ကပတ်လေရဲ့၅ခု၈ပတ်လေရဲ့ ခွန်တင်ငါပတ်လေရအရင်ထွက်မယ်1နှစ်3 4နှစ်မြောက်တည်းမှာခွန်တင်ငါပတ်လေရအရင်ထွက်မယ်ထွက်ပြီးသူ့ရဲ့မြင်းကုန်မှာရှိတဲ့5 6ပတ်လေဒီမှာလာထွက်မယ်ဒုတိယကမှလည်းအဲ့လိုပဲဒီလုံးလုံး3 4လို့ပိတ်4ပိတ်လို့ရိုက်သူ့အောက်က6 90ဆိုတဲ့ကဏန်းရဲ့တန်ပင်ပွားဝေးတူတူမှာရှိတဲ့2 9ဆိုတဲ့ကဏန်းရဲ့6 90ရအရင်ထွက်မယ်1နှစ်3 4နှစ်မြောက်တည်းမှာ6 90အရင်ထွက်တယ်ထွက်ပြီးတော့မှဒီ2 9เนี่ยသူ့ရဲ့မြင်းကုန်ကိုလက်လိုက်ထွက်တယ်ဒါနှစ်မျိုးရှိပြီပေါ့เนาะဟုတ်ပြီဒါဆိုရင်နောက်တစ်မျိုးကကြတော့ဦးနှံတို့ဒီမှာ ဒီကနန်း96လေးဒီ65လေးလို့ပြန်ကြတယ်သူ့ဇောင်းမှာထွက်မဲ့ကနန်းဒီသူ့ရဲ့တစ်နှစ်ကျော်อ่ะဒီဘက်နှစ်ကနေလာတယ်ကနန်းဒီကနန်းဒီလည်းသူ့ရဲ့ဘေးမှာဒီကနန်းဒီလည်းသူ့ရဲ့ဘေးမှာ58ကနှစ်ပိတ်မှာ58လို့ပြန်ကြထောက်မှာထောက်ပြီးတော့မှသူ့ရဲ့ဘေးရကနန်းဒီနော်သူ့ရဲ့ဘေးရကနန်းဒီဒီပြန်ကြကနန်းရဲ့ဇောင်းကိုလာထွက်မှာဟုတ်ပြီဒါဆိုရင်ခုနကတို့ဒီမှာ395က993လို့ ပြန်ကြဖြစ်နေကစားတယ်ဒီမှာထွက်မဲ့ကဏ္ဍတွေသူ့ရဲ့တစ်နှစ်ကျော်ကဒီဘက်နှစ်ကကဏ္ဍအဲဒီဘက်နှစ်ကကဏ္ဍမှာ196ကနှစ်ပိတ်မှာနော်နှစ်ပိတ်မှာ196တွေဒဲပြန်ကြတယ်ကြတဲ့အတွက်သူ့ရဲ့ဘေးမှာရှိတယ်နှစ်ခွန်းနှစ်ဆိုတဲ့ကဏ္ဍကိုဒီနေရာကိုကြတယ်နော်ကြည့်ဟုတ်ပြီဒါဆိုရင်နောက်ဆုံးဒီဥဏ္ဏတို့ပြန်ကြအဖြစ်နဲ့ကစားမဲ့ဟာကြတော့89လို့ခွာတယ်368လို့ခွေတယ်သူ့အောက်ကဒီကဏ္ဍတွေပြန်ကြလို့ကစားတော့မဲ့အချိန်မှာ ဒီသုံးလုံး၄ကြောင်၄ထိပ်စီ၂ကြိမ်ဆင့်ရိုက်ပြီးသားရဲ့အောက်ကိုကစားမယ်တိပရိတ်ခွန်ပရိတ်လို့ထောက်တာရဲ့ဇောင်းကိုထွက်မယ်ဒီမှာလည်းအဲ့လိုပဲ89ခွာတယ်368လို့ကွေးတယ်ဒီနှစ်နှစ်ခုဆိုတဲ့ကဏ္ဍဒီပြန်ကြလို့ကစားတော့မယ့်အချိန်မှာဒီသုံးလုံးပေါင်းခြင်း၃၃ထိပ်စီ၂ကြိမ်ထွက်ပြီးသားရဲ့အောက်ကိုကစားခြင်းနဲ့ဒီမှာလည်းတိပရိတ်ဒီမှာလည်းခွန်ပရိတ်ရဲ့ဒီဇောင်းကိုထွက်ရှင်တယ်ပေါ့နော်